အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ29ရက်အင်္ဂါနေ့နနက်ခင်းစီရေးတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အာဂမ်မြင်မှာတော့ကြောက်ဖြူတိုက်စစ်ဟာအမှတ်30အခုရက်တက်ဖွဲ့ခွဲအနည်းကိုချိန်ကပ်လာနေပြီဖြစ်ပြီးကြောက်ဖြူမျိုးနဲ့10ကီလိုမီတာအကွာအဝေးထိချိန်ကပ်လာနိုင်ပြီဖြစ်ပါတယ်ငယ်နိုင်ကုလားရွှေတို့လဲအာရခတတ်တော်ရဲ့ စစ်တုံးပန်းဆင်လို့ပေးနေတဲ့သတင်းတွေကြားသိထားလောက်ပြီဆိုတော့ကိုချေတို့စီမှာရိတ်ခါသွားတွဲခြင်းစိတ်တွေတဖွာဖွာပေါက်နေလောက်ပြီဖြစ်ပါတယ်။အဲ့ဒီကချမ်းကိုတော့သေချာမရောက်ခဲ့ဘူးတော့မျက်စီတွေကွက်ကွက်ကူးဝင်းမြောင်းမပြောပြနိုင်သေးဘူးဖြစ်ပါတယ်။အမှား34ခြေတင်တိုင်းကြောက်ဖြူလေးစိတ်နဲ့ကြောက်ဖြူအချင်းတော်ဖက်ရောက်ရင်တော့ဘေးကခိုင်ကြည့်နေရတယ်လို့ကွက်ကွက်ကူးဝင်းမြောင်းတင်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူခြေဆိုင် အမတ်တရားတိချင်းမြန်တမဌာနချုပ်ဟာကြောက်အားပူက6ချားနေကြပြီဖြစ်ပါတယ်။အမတ်နေရာ59ချီလင်တရင်ဂျီမဲတွေဟာတူညီဝစ်စုံကိုစီဖောရင်နဲ့၃ရက်စတိုက်တွားနေကြရပါတယ်။ဂျီမဲဆိုတာဂျဲမေယူပြောခြင်းဖြစ်ပါတယ်။ပြိတ်သွားရွတ်ပေးနေရတယ်လို့ယူဆရပါတယ်။ပြိတ်ရွတ်တာတော့လက်အောက်ခံတက်ခေါ်ရွတ်နေရတာဆိုတော့အမကြီးတို့ကတစ်တော့ဆော့နေပုံရပါတယ်။ကချင်ပြည်နယ် လုံခင်းရစကန်းကိုတော့ယနေ့မနေ့3နာရီလောက်တည်းက KIA ကချင်လွမြောက်ရေးတပ်မတော်နဲ့ကုကောင်းတပ်တွေစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။နန်တိုင်းမှာရောက်နေတဲ့စစ်ကြောဖားကန်ကိုလည်းရောက်အောင်ထိုင်းစရာစခန်းတောင်ကြာမမလားလို့ပြောကြပါတယ်။စခန်းမရှိလဲစစ်ကြောလိုက်ရေမစေးကောက်ကြမယ်ငတိပြီဖြစ်ပါတယ်။ရှမ်းမြောက်နောင်ချိုတောင်ခမ်းဒေသကိုပြီးခဲ့တဲ့အော်ဂုလကတိုက်စစ်ဆက်ဆင်ခဲ့တာဖြစ်ပါတယ်။ကာလကြာရှည်စွာတောက်ခံနိုင်နေတဲ့ စစ်ကောင်စီရဲ့ခံစစ် area တွေကတစ်ခုဖြစ်ပါတယ်။ကရင်ပြည်နယ်ကအနန်းကွင်းလိုမျိုးလို့ပြောရမှာဖြစ်ပါတယ်။သို့တော့တောင်ခမ်းစစ်မြေသားဟာကနဝူးကြီးမှန်းထားတဲ့ရှမ်းမြောက်မှသည်ရှမ်းတောင်ထိုးမတဆင့်ကရင်ပြည်ကိုလို၍နေပြည်တော်တိုက်စစ်ကိုပုံဖော်ခဲ့တာဖြစ်ပါတယ်။တကယ်တမ်းတဆန်နဆက်ကိုစစ်စင်ရာလဲအချိန်ကောင်းနေစမှာတရုတ်ရဲ့ရုတ်တရက်ဖိအားကြောင့်ချင်းတလို့ဖြစ်မလာတဲ့လက်တလောဘင်ရီကိုအပြင်းညိနေကြသေးတာဖြစ်ပါတယ်။ တောင်ခံစစ်ဒေသဟာတိုက်သူခံသူနှစ်ဖက်စလုံးတည်းအရေးပါတယ်ဆိုကြောင်းရှင်းဆက်မပြတ်ပြောလာခဲ့မှုကြီးဖြစ်ပါတယ်။တောင်ခံမသည်နောင်ချိုစီတို့လိုစစ်တော်ပြည်တွေထောက်ချောက်အော်ပေးနေကြတာညီမျှကြားနေပါပြီလေ။တောင်ခမ်းနဲ့နောင်ချိုဆိုတာတစ်နေ့၃ရက်လောက်အသွားပြန်လမ်းလျှောက်လို့ရတဲ့အကွာအဝေးများတာဖြစ်ပါတယ်။နောင်ချိုကိုရဖို့ဆိုရင်လာရှုလို့လုံနိုင်မှသာစစ်ကောင်စီရမှာဖြစ်ပြီးစစ်ရေးနည်းနဲ့တိုက်ပြီးရယူနိုင်မှုဆိုပါလေနှစ်ပေါင်းများစွာကြိုးစားအားထုတ်ရအောင်မှာဖြစ်ပါတယ်။ဂျန်ဝါရီ ကိုညာကိုကော်မူတွန်တင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ရက်ပိုင်းတွေကအစ်ချောင်းတွေလက်ရက်ထိုးလှုပ်ရှားနေပြီးဖမ်းဆီးစစ်ဆေးမှုတွေလည်းကျန်းနေခဲ့တယ်လို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ကော်မူမြို့နယ်တမိုင်တော်မဝေးတဲ့ဘရုတ်သမီးကိုတောင်ချောင်မြောက်ချောင်ရွာကဒေသခံတွေမြို့ပေါ်တက်ဈေးဝယ်ရင်မှတ်ပုံတင်ပါမရတာဖြစ်ပါတယ်။အဆိုပါကြေးရတွေဟာကော်မူအနောက်ချမ်းဖြစ်ပြီးအရှိပဲချမ်းကိုတော့လွှတ်ပေးထားပါသေးတယ်။ဒါပေမဲ့ပြီးခဲ့တဲ့24ရက်နေ့က ကော်မိုးရှေချန်းကမာခဏီရွာသက်လယ်ကွင်းထဲမှာဒရုန်းတစ်စီးပြတ်ကျနေတာကိုလက်သမားတအူးကကိုလာရွှေတို့ကိုသတင်းပို့လိုက်တော့ထူးခြားဖြစ်စဉ်ဆိုပြီးစစ်ကြောင်းတွေရောက်ရှိလာတာခြေရှုပ်လျက်ရှိနေပါတော့တယ်။ဒေသခံတွေကပါဘက်ထရီစပိတ်မစီးရဆိုပြီးအတန်ချက်ဆက်တွေနဲ့လိုက်ပြီးပေါ်နေပါတယ်။ဒေသခံတွေကတော့နေမြေလုံးကျော်ရဲ့အကြောင်းပြပြီးပေါ်တာဆွဲစစ်တပ်ထဲသွေးခံရမှာကိုကြောက်လန့်နေကြတယ်အဲ့လိုသိရှိရပါတယ် ကျင်းပြည်နယ်ကော့ဂရိတ်ဖြေဆိုင်အမတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်ထဲကိုရမန်နေနေလေက YTU ပို့ဆောင်ရေးဒေသနဲ့ဈေးကခရမ်းလုပ်တွေလာပြီး draw ချထားတာရှိပါတယ်။ကော့ဂရိတ်ဟာလောကပိတ်ဆို့ဖြတ်တောက်ခံထားရပြီဆိုတာယာနုံးပြေတေချာသွားပြီဖြစ်ပါတယ်။အင်အားဖြင့်တင်ပေးနိုင်မှုရရင်စစ်မှုလည်းကြောက်လန့်နေပြီဖြစ်ပါတယ်။ဗမောပစင်းခင်အိမ်မက်ဆိုးဟာစစ်ကောင်စီကိုခြောက်လန့်နေစေဖြစ်ပါတယ်။တတိုင်းတတိုင်းမှာရရင်ခွင့်တွေဖောက်ခိုင်းထားပြီး မစင်းရတော့ဘူးဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစားလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်အောင်ပွဲရှိရင်အောင်ပွဲသတင်းကြားလိမ့်မယ်